ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်ရေမှန်းချက်စရာမြင်မယ်ခက်ခဲအလုံးကိုကျော်လွှားနိုင်မယ်မိမိလိုလားချက်နဲ့စန္ဒတို့ကိုရှေ့တိုးလို့ရကောင်းသောကာလဖြစ်တယ်ခီးကံကောင်းမယ်အမေဖွားတော်ဆရှိတဲ့ကြီးကဲမျိုးသမီးကျမ်းမာရေးချူကြမယ်ရင်းနှီးသူများနဲ့စကားများတတ်တယ် အတိုက်ခံကြမှာတိုးတက်မှုကိုဖန်တီးနိုင်နေမယ်။ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။စံအရည်ဒီမှာကောင်းသောကံကြိုးပမ်းမှုနဲ့တိုးတက်မှုတွေကိုရရှိမယ်။ ပစ္စည်းပြောင်းရှာများတတ်တဲ့16ရည်နေမှာငွေရေးကြေးကန်ကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ကံမြမခြင်းတွေရှိမယ်16ရည်နေမှာမတော်တဆထိခိုက်မှုကနေကျူးဆက်ရမယ်လူလေးယောက်တူခီးသွားခြင်းမပြုရအနေကြီးမှလည်းနောက်နံပါတ်၄ကနန်းပါတဲ့ကားတွေသွာလာနေတိုင်းမောင်းနေမှုကိုကျူးဆက်ရမယ်အဓိကအနောက်ရက်ကိုဒီသွားစရာနေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်သွာလာနေတိုင်းကျူးဆက်ရမယ် 16ရက်နေ့မှာတော့အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။19ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလူရပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။20ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းကံတွေရှိမယ်။ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်။တခုတည်းမကတဲ့လုပ်တွေကိုလုပ်ရလိမ့်မယ်။21ရက်နေ့မှာပြဿနာ2မျိုးဖြေရှင်းရမယ်။အတိုက်ခံကြမှာတိုးတက်မှုကိုဖဏိယရှိတဲ့နေသားကိုကြုံတွေ့ရလိမ့်မယ်။တနည်းငယ်တွေသောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်။တနည်းလာကြတာပြီး မွေးသူများကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တတ်တယ်။နှစ်ခုကိုကနန်ကြိုးပေးတယ်။အစိမ်းရောင်ဖြူရောနိုးနေအောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ။တပြေသုံးညုံဖျားကတ်လူပူဇော်ပြီးလိုရာကိစ္စတွေတွေဆောင်ရွက်ရင်ထူးခြားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးခြင်းတွေကိုရရှိမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။